မေတ္တာဆိုတဲ့ကုသိုလ်ကောင်းမှုထက်သာလွန်မြင်မာတဲ့ကောင်းမှုလည်းရှိသေးတယ်တဲ့အဲ့ဒီကောင်းမှုကဘာလဲဆိုတော့အနေဆာတင်ညာပဲတဲ့ဘာလဲတော့အနေဆာတင်ညာအနေဆာဆိုတာမတီးမြဲတာတင်ညာဆိုတာ အမှတ်ရတာမတီးမြဲတာကိုအမှတ်ရတာအော်ဘာလေးပဲဖြစ်လာ ဖြစ်လာဖြစ်ပြီးရင်မရှိတော့ပါလားလို့သိတယ်ဒီချာနာထောင်းတော့တံပိုးအကြည့်ဆုံးကုသိုလ်ကောင်းမှုရဲ့အကြောင်းကိုပြောနေတာဟုတ်လား ဘာလေးပဲဖြစ်လာဖြစ်လာဖြစ်ပြီးရင်မရှိတော့ပါလားလို့တီးဖို့လုပ်တယ်။ဦးဇင်းပြောတဲ့စကားလုံးလေးကိုတေချာနားထောင်ဘာလေးပဲဖြစ်လာဖြစ်လာဖြစ်လာတာနော်တဘာဝတရားတွေဆိုတာဖြစ်လာတာဘဝဆိုတဲ့စကားလုံးလေးကဖြစ်ခြင်းလို့အကျဉ်းမြင့်အတိတ်ပဲရတယ်။လူတွေကဘဝဘဝလို့တော့ပြောပြောနေကြတာဘဝရဲ့အတိတ်ပဲကိုဘာမှလည်းသိတာမဟုတ်ဟုတ်လားဘဝဆိုတာအကျဉ်းမြင့်အတိတ်ပဲဘယ်လိုရလဲဖြစ်ခြင်းလို့အတိတ်ပဲရတယ်။ဘာတွေဖြစ်တာတုံးလို့မင်းရင်မြင်မှုမျိုးစုံဖြစ်တယ်။ ကြာမှုမျိုးစုံဖြစ်တယ်အနံ့ရမှုမျိုးစုံအရသာတိမှုမျိုးစုံတွေ့ထိမှုမျိုးစုံတွေ့ကြံမှုမျိုးစုံဒီကရမောက်ဦးဇင်းတို့ရဲ့ဒီခန္ဓာအင်းကြီးကိုမျက်စိနာနာလျှာကိုစိတ်လို့ဆိုတဲ့တကားပေါက်ကြီး၆ပေါက်ဖောက်ပြီးတော့တိရှောက်ထားတာကိုအာယုန်နေတဲ့ဒီတကားပေါက်တွေနဲ့တွေ့တိုင်းတွေ့တိုင်းတော့ဒီခန္ဓာအင်းမှာမြင်တယ်ကြားတယ်အနံ့ရတယ်အရသာတိတယ်တွေ့တိတယ်တွေ့ကြံတယ်ဆိုတဲ့သဘာဝတရား၆အုပ်စုဟာမလွဲမသွေဖြစ်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 လာတယ်ဟုတ်လားအဲ့ဒါတွေဖြစ်တာကိုအကြောင်းပြီးတော့စိတ်ထဲမှာချမ်းသာတယ်ဝမ်းသာတယ်ဝမ်းနေတယ်ဆိုတဲ့ခံစားချက်တွေဖြစ်တယ် ချမ်းသာတယ်ဆိုလို့ရှိရင်လောဘနဲ့တုံ့ပြန်တဲ့လိုချင်တယ်ပေါ့ဆင်းရဲတယ်ဆိုရင်ဒေါသနဲ့တုံ့ပြန်တဲ့စိတ်ဆိုးတယ်ပေါ့ဒါတွေကလည်းပါတော့ဖြစ်လာတာအဲ့ဒါတွေဖြစ်တာကိုဘဝလို့ခေါ်တယ်နော်အဲ့လိုဖြစ်ချင်းလို့ဆိုတဲ့ဒီဘဝရဲ့မတီးမြဲတဲ့သဘောကိုသိတာမြင်တာနားလည်တာကိုအိဋ္ဌသင်ညာလို့ပြောတာတဲ့တဲ့ပြောရရင်မြင်တာလေးကလည်းမြင်ပြီးပြီးသွားတာနောက်ထပ်အစ်စ်ထက်ထက်မြင်တာဘုံဘုံမရောက်ခင်တုန်းကဦးစင်းဒီနာမရောက်ခင်တုန်းကဒီမြင်ခွင့်ရှိသလားမရှိဘူးနော်အခုမြင်ခွင့်အစ်စ်ပေါ့ ုတ်တယ်မဟုတ်လားခဏနေရင်ဒီမြင်ကွင်းရှိရုံမလားဒါကခက်အကျမ်းသားလေးပြောပြတာပါတကယ်တမ်းကတော့အချိန်နဲ့အမျှမြင်ကွင်းဟာလည်းပြောင်းတယ်မြင်စိတ်ဟာလည်းပြောင်းတယ်သူကပြောရတာနည်းနည်းလေးဦးရှင်တို့နူးညံ့တယ်တိမ်မွေ့တယ်ပြောဖို့လွယ်တာကနားလည်ဖို့လွယ်တာကဟောဒီကြားတယ်ဆိုတဲ့သဘောလေးကြားခြင်းဟာဘဝတစ်မျိုးပဲနော်ကြားတယ်ဆိုတဲ့ဖြစ်ခြင်းတရားဟာဘဝပဲတကယ်တမ်းကဟုတ်လားကြားနေတယ်ကြားပြီးပြီးသွားနောက်ထပ်အစ်စ်ထပ်ပြီးတော့ကြားတာ ီလာယူတုန်းကဘုန်းကြီးအားရှေ့အားဆိုတဲ့နောက်ကပေးတဲ့တို့တကယ်ကြားလို့တကယ်လိုက်ဆိုခဲ့ကြတယ်တကယ်ဖြစ်ခဲ့တဲ့ကိစ္စအဲ့ဒါခုရှိသေးသလားသာဝရပြောက်ွယ်သွားပြီဘယ်နာသွားရှာလို့မှမတွေ့နိုင်တော့ဘူးဘဝဆိုတာဒီလိုပဲဖြစ်လာတယ်မရှိတော့ဘူးဖြစ်လာတယ်မရှိတော့ဘူးသွားနေတာကောင်းတယ်ပြောပြောဆိုတယ်ပဲဆိုဆိုဘလို့ပဲထင်ထင်တေချာတာကတော့ဖြစ်ချင်းတရားတို့ဒီဖြစ်လာတယ်ဖြစ်ပြီးရင်မရှိတော့ဘူးဒါပေမဲ့အကြောင်းတရားတွေကရှိနေတော့နောက်ထပ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 ်ပြီးတော့သဘာဝတရားတွေကအစ်စ်အစ်စ်ထပ်ထပ်ဖြစ်တယ်အခုအတန်ကိုပဲ စိတ်ဆိုင်ပြီးတော့နားထောင်ကြည့်လေထပ်ဖြစ်တာနော်ဖြစ်ပြီးတော့ရှိသေးသလားလို့ကြည့်လိုက်မရှိတော့နောက်ထပ်ထပ်မဖြစ်ဘူးလားဆိုတော့လည်းမဟုတ်ဘူးအကြောင်းတရားတွေရှိတော့ဖြစ်တယ်ဖြစ်ပြီးတော့လည်းမရှိတော့ဗျာပေါ့ဒီလိုပဲသွားနေတာအဲ့ဒါအိမ်ရောက်လို့ထမင်းစားရင်တတိလေးထားစားကြည့်ပေါ့နှာခေါင်းမှာပေါ်တဲ့အနက်ရှာပေါ်မှာပေါ်တဲ့အရသာတလုတ်တလုတ်အတွင်းမှာထမင်းတလုတ်တလုတ်အတွင်းမှာဖြစ်ပေါ်သွားတဲ့အနက်နဲ့အရသာတွေနောက်တလုတ်ထိလိုက်တာမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားအချင်းကိုစားနေတဲ့အချိန်မှာဖြစ်တဲ့အနက်နဲ့အရသာတွေအချို့ကိုစားနေတဲ့အချိန်မှာ ရှိအောင်မလားမရှိတော့ဘူးเนาะအစ်စ်အစ်စ်ထပ်ဖြစ်တယ်ဖြစ်ပြင်လည်းမရှိတော့ဘူးဒီလိုနဲ့တမင်နဲ့ပေါင်းများဆိုတာဥစဉ်တို့ပြီးခဲ့တာပဲလေဟုတ်လားအဲ့လိုပဲဒီခန္ဓာရဲ့အတွေ့အထိเนาะအနုအကျံအပူအေးအမျိုးမျိုးအတိုင်းအစအမျိုးမျိုးနဲ့တွေ့ထိနေတဲ့တွေ့ထိမှုသဘောဟုတ်လားစိတ်ထဲမှာစိတ်ကူးစိတ်တမ်းမျိုးစုံတွေ့ကြံနေတဲ့သဘောဒါတွေကိုတည်မြဲနေတာဘယ်တည်မြဲနေမလို့ဖြစ်တော့ဖြစ်လာတယ်မဖြစ်ဘူးမဟုတ်ဖြစ်ပြီးတော့လည်းမရှိတော့နောက်ထပ်အစ်စ်အစ်စ်ထပ်ထပ်ဖြစ်နေတာဒါဝန်နားလည်ဖို့လိုတယ် ဦးဇင်းတို့ကတတိမရှိတဲ့အခါကျတော့အစ်စ်အစ်စ်ဖြစ်နေတာကိုတိကိုမသိဖြစ်နေတာတရားတွေကိုငဘတော်ဟာတွေလို့ရော့ကြိတ်နေတာငဘတော်ဟာတွေလို့ပဲထင်းနေတာအဲ့တော့စိတ်ကဘာဖြစ်တော့ဆိုတီမြဲတယ်လို့ပဲထင်းနေတာကိုကိုကိုလည်းငဘတော်ကလူလို့ပဲထင်းနေတာသူတော်ဘာကိုကြည်လိုက်ရင်လည်းငဘလူလို့ပဲထင်းနေတာကြောင်းလဲသွားတာကိုမမြင်ဘူးအစ်စ်ဖြစ်လာတာကိုမသိအခုထပ်ပြီးတော့ဖြစ်နေတာအစ်စ်ပဲတီလာယူတော့ကလူနဲ့အခုလူနဲ့တယောက်တည်းမဟုတ်တော့ဘူးဟုတ်လားအခုလူကပါတော့အစ်စ်ဖြစ်နေပြီအဲ့လိုဆိုလို့ရှိရင်ဦးစင်းရဲ့ ဒီလူတွေကဘယ်ဟာရောက်လာတော့ဘယ်ဟာမှရောက်လာတာတော့မဟုတ်ဘူးသူ့ရှေ့ကအရင်ဖြစ်ခဲ့တဲ့ယုံနံကိုပဲအကြောင်းပြုပြီးတော့အစ်စ်အစ်စ်ထက်ထက်ပြီးတော့တဘာဝအစ်စ်ဖြစ်တာရှင်းရှင်းဖြစ်ခဲ့တဲ့ယုံနံနဲ့အခုဖြစ်နေတဲ့ယုံနံဘာမှမပတ်သက်ဘူးမသက်ဆိုင်ဘူးတော့ဒီလိုတော့မဟုတ်ဘူးနော်အကြောင်းအကျိုးသဘောအရပဲသက်ဆိုင်တယ်တစ်ခုတည်းတစ်ယောက်တည်းတစ်လုံးတည်းတော့မဟုတ်ဘူးဟုတ်လားတခြားစဉ်းစားကြည့်နော်ဟောမိဝမ်းကောင်းကကျွတ်ခါစားနီတာရဲလေးကနေဒီအချိန်ဒီထိရအောင်အဲ့ဒီပုံစံမျိုးနဲ့ပြောင်းလာတာကျွတ်တော့အများကြီးကလာကြသွားမှအိုးတော်ပြောင်းသွားပါလားလို့သိတာ ခုနကနေအခုပြောင်းသွားတာမသိဘူးဟုတ်လားခုတင်လေးဖြစ်ခဲ့တာနဲ့အခုအခုအနေထားနဲ့ပြောင်းသွားတာမသိဘူးသဘောပေါက်လားဦးဇင်းပြောတာပေါ့စဉ်းစားနော်ဒါပါတော့အမျက်ဆုံးကုသိုလ်ရဲ့အကြောင်းကို ပြောနေတာစိတ်ဝင်စားတဲ့နဲ့နားလည်အောင်လှုပ်ချင်တဲ့စိတ်ရှိတဲ့နော်ဘဝရဲ့နော်လေးနဲ့တဲ့အမှန်တရားတွေကိုသိလို့တဲ့စိတ်ပြင်းပြင်းထန်ထန်ရှိတဲ့နဲ့ဟုတ်လားအာမတည်မြဲနေတာမရှိဘူးဖြစ်ချင်းတရားတွေဟာဖြစ်ပြီးတော့မရှိတော့တဲ့သဘော နောက်ထပ်အစ်စ်အစ်စ်ဖြစ်ပြန်တာပဲဒါမယံမနာဖြစ်နေတာဖြစ်ပြီးရင်လည်းမရှိတော့ဘူးဒီလိုနဲ့ဦးဇင်းတို့ဖြစ်သည်မြအကုန်လုံးပြောက်ပြီးတော့ဘဝတစ်ခုပြီးသွားမှာပဲဟုတ်တယ်မဟုတ်လားစဉ်းစားနော်အခုညနေခင်းတော့ဖြစ်ခဲ့တာအခုမရှိဘူးအခုဖြစ်တဲ့ကိစ္စအင်းအယောင်ရင်မရှိတော့ဘူးဒါအကျဉ်းမြင်ပဲဝေဖန်ကြည့်တာပါနော်ညာအိတ်ဆက်ကြမယ်မနဲ့လင်းလာတော့ညာတော့အဆင်ပြေပြေမပြေပြေအိမ်မက်ကောင်းတာတွေပဲမက်တယ်ပျော်ပျော်ရှိုးတာတွေပဲမက်တယ်ပျော်ပြီးသွားပြီမရှိတော့ပြန်ရှာလို့မတွေ့နိုင်တော့ဘူးနော်လုံးဝပြောက်ွယ်သွားတာ ယရတိတံပဟိနန္တံအတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီကုန်ခဲ့ပြီဘာမှမရှိတော့ဟုတ်လားအဲ့လိုနဲ့နောက်တည့်ရက်နောက်တည့်ရက်နောက်တည့်ရက်ဒီလိုနဲ့ဘာဖြစ်သွားတော့ဖြစ်တော့ဖြစ်လာတယ်အတိတ်အတိတ်ဖြစ်ပြီးတော့ကုန်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 သွားတယ်ဒါကဘာခေါ်တော့အနေဆအဲ့ဒီအနေဆကိုတိတယ်မြင်တယ်နားလည်တယ်ဆိုရင်အနေဆတင်ညာတဲ့တယ်ပြောရင်ဝိပဿနာပညာကိုပြောတာနော်